အားလုံးပဲမင်္ဂလာပါရှင်မြချနာတရင်ချနေရဲ့စတေမာလာ29ရက်နေ့ရေဒီယိုစီစဉ်ကိုတက်ဆက်ပြတော့မှာဖြစ်ပါတယ်ကချင်ပြည်နယ်မှာတပတ်အတွင်းတပ်ပွဲ32ချိန်ဖြစ်ပွားခဲ့ပါတယ်တပ်ပွဲဖြစ်ပွားမှုစစ်တပ်ရဲ့လက်နက်ကြီးပြခတ်မှုနဲ့အရသာနေအိမ်တွေကိုမီးရှို့ဖျက်ဆီးမှုတွေကြောင့်နဘတ်တာအတွင်းအရသာပြည်သူတသိန်းကျော်နဲ့ဆုံးခွာခဲ့ရပါတယ်လင်းတန်တင်ပြီးချောက်လာအကြမှာမြန်မာနိုင်ငံကကလေးတွေအတွက်ရေးပေါ်ကူညီရေးလိုအပ်နေစေဖြစ်ပါတယ်။စားရိုက်ဒရင်းတွေကိုတက်ဆက်ပေးရမှာပါ။ကျမတို့အစီအစဉ်တက်ဆက်သူမင်းကြီးဖြစ်ပါတယ်။ နဖတ်တပ်ပွဲဖြစ်ပွားမှုစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့ရသားနေရင်တွေကိုမိရှို့ဖျက်ဆီးမှုတွေကြောင့်နဖတ်တာအတွင်းရသားပြည်သူတသိန်းကျော်နေရာဆုံးခွာဘေးလွတ်ရာကိုချက်ပြေးတိမ်းရှောင်နေရတယ်လို့နိုင်ငံတကာမြန်မာသတင်း BNI မြန်မာ Face Monitor ရဲ့မှတ်တမ်းအရသိရပါတယ်။ဆောက်ဆိုင်ကတင်ဆက်ပေးမှာပါ။ပြီးခဲ့တဲ့ဩဂုတ်လ29ရက်နေ့ကနေစက်တင်ဘာလ9ရက်နေ့အထိနဖတ်တာအတွင်းဖြစ်ပွားမှုတွေကြောင့် ရခိုင်စကိုင်းတနင်္သာရီကချင်နဲ့ကရင်ကဒေသခံပြည်သူတသိန်းတထောင်ဦးခန့်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါရယ်2021ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့ကနေ2025ခုနှစ်စက်တင်ဘာလ9ရက်နေ့အထိအာနာတိန်ကာလာအတွင်းစစ်ဘေးရှောင်ပြည်သူပေါင်း၄တန်းကျော်အထိရှိလာတာကိုတွေ့ရတယ်လို့လည်းဆိုပါရယ်ဒီစစ်ရေးပဋိပက္ခဖြစ်စဉ်တွေအတွင်းနေရာဆုံးခွာထွက်ပြေးတိမ်းရှောင်နေကြရသူတွေအထက် အမျိုးသမီးအမျိုးသားကလေးငယ်တက်ကြီးရွယ်အိုလူငယ်လူရွယ်အားလုံးပါဝင်နိုင်တယ်လို့ပြောပါရယ်မှတ်တမ်းအရဩဂုတ်လ29ရက်နေ့ကနေစက်တင်ဘာလ9ရက်နေ့အထိနပတ်တာအတွင်းအာနာတိန်စစ်တပ်ကတတ369ဦးတေဆုံးပြီးပြည်သူ့ကာကွယ်ရေးတတ6ဦးတေဆုံးခဲ့လို့သိရပါရယ်ဒါအပြင်စကိုင်းမကွေးပဲခူးနောက်မွန်ရှမ်းမြောက်မန္တလေးတနင်္သာရီကချင်ပဲခူးအရှိ ကရင်နဲ့ရခိုင်စားတဲ့တိုင်းနဲ့ပြည်နယ်တွေကအယက်သားပြည်သူ123ဦးလည်းသေဆုံးခဲ့လို့လည်းဆိုပါရယ်အဲ့ဒီနှစ်ပတ်တာအတွင်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှု62ခုပြုလုပ်ခဲ့ပြီးတိုင်းနယ်ပြည်နယ်အလိုက်နိုင်ရှင်ကြည့်မယ်ဆိုရင်စကိုင်းတိုင်းဟာတိုက်ပွဲဖြစ်ပွားမှု16ခုရှိခဲ့ပြီးတိုက်ပွဲဖြစ်ပွားမှုအများဆုံးဒေတာဖြစ်ပါတယ်။မြို့နယ်အလိုက်တိုက်ပွဲဖြစ်ပွားမှုတွေကိုတရက်မှာဖြစ်စဉ်တစ်ခုအဖြစ်သာမှတ်တမ်းတင်ထားတဲ့အတွက်အချိန်ရေကတော့ခုထက်ပိုများနိုင်တယ်လို့လည်းဆိုပါတယ်။ဒါအပြင်ဩဂုတ်လ23ရက်နေ့ကနေ26ရက်နေ့အထိနှစ်ပတ်တာအတွင်းမှာလည်း ဆေအုပ်စုဟာလေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်59ခုပြုလုပ်ခဲ့ပြီးအဲ့ဒီထဲမှာမှကချင်ပြည်နယ်ဟာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်10ခုရှိခဲ့ပြီးအဲ့ဒီနှစ်ပတ်တာအတွင်းလေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးဒေတာဖြစ်ခဲ့လို့လည်းမှတ်သားတင်ထားပါတယ်။ပြည်သူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မြန်မာသတင်း channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်09956 3တုံည3တင်းနစ်တစ်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ကချင်ပြည်နယ်မှာတပတ်အတွင်းသိပ်ပွဲ32ချိန်ဖြစ်ပွားခဲ့ပါတယ်။ချွေးစားတင်ဆက်ပေးမှာပါ။ ကချင်ပြည်နယ်ပေါ်မှာဝိုင်းမော်လမြန်နယ်ပကန်ဒေတာပေါ်မှာနေစင်တိုက်ပွဲဖြစ်ပွားပြီးတပတ်တာအတွင်းတိုက်ပွဲပေါင်း30ကြိမ်ဖြစ်ပွားခဲ့တယ်လို့ကချင်လူလည်ရဖွဲ့စီ KOKA တတိယပြန်ကြားရေးဌာနရဲ့စက်တင်ဘာလ28ရက်နေ့ကထုတ်လွှင့်တဲ့တတိယရုပ်သားအစီအစဉ်ကနေသိရပါတယ်။ဒါအပြင်ပေါ်မော်ပဲလေရင် drone လက်နက်ကြီးလက်နက်ငယ်တွေနဲ့နေတိုင်းပြခတ်တက်ခိုက်တာရှိတယ်လို့ဖော်ပြထားပြီးတော့စစ်ကောင်စီဘက်ကလေရင်ပုံ300ကြိမ် drone ပုံ50ကြိမ်လက်နက်ကြီးပြခတ်မှုပေါင်း342ကြိမ်လောက် ခတ်ခဲ့တယ်လို့ဖော်ပြချပါတယ်အခုလိုတက်ခိုက်တာကို KIA ပူပေါင်းတပ်ဖွဲ့ကနေကုခန်တက်ခိုက်တဲ့အတွက်စကောမရှင်တပ်ဖက်ကထိခိုက်သေးဆုံးမှုများတယ်လို့သိရှိရတယ်လို့ခင်ဗျပအဖွဲ့ဘက်ကလည်းသိဆုံးတာရှိတယ်လို့တရားပါတယ်။ဝိုင်းမော်စင်မြတ်နေပြင်ဘက်မှာစကောမရှင်ဘက်ကချဲလင်းနဲ့စစ်ကြောင်းထုံးလာတဲ့အတွက်ခုခံတိုက်ပွဲရှိပြီးမြစ်ချနာဘက်ကလည်းလက်နက်ကြီး drone နဲ့ဖုန်ကြီးတာနေတိုင်းရှိတယ်လို့ဆိုပါတယ်။ ဒါအပြင်ဝိုင်းပေါ်မျိုးခတ်ချူတာကြောင့်ဗစမျက်နှာပြင်ပပခရိုင်ပူပေါင်းတပ်တွေနေရာယူထားတဲ့နေရာပဲစစ်ကော်မရှင်တပ်ကတက်ခိုင်လာတဲ့အတွက်ခုခံတက်ခိုင်တာရှိပြီးခရိုင်ပူပေါင်းတပ်ကလည်းမြေနေရာတွေလက်မလွတ်ရအောင်ခုခံတက်ခိုင်ပြီးဆက်လက်ကာကွယ်နေစေဖြစ်တယ်လို့ဆိုထားပါတယ်ငလင်းတန်တင်ခဲ့ပြီး6လအကြာမှာမြန်မာနိုင်ငံကကလေးတွေအတွက် အရေးပေါ်ကူညီရေးလိုအပ်နေစေဖြစ်တယ်လို့ UNICEF မြန်မာကမနေ့ကစက်တင်ဘာလ28ရက်နေ့ကထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံမှာအင်အားပြင်းစကိုင်းငလင်ကြီးလောက်ခတ်ပြီး6လအကြာကလေးသူငယ်နေမိသားစုတွေဟာပျက်စီးသွားတဲ့အိမ်တွေပြတ်တောက်သွားတဲ့ပညာရေးနဲ့နေပေါင်းများစွာကုသဖို့လိုအပ်တဲ့တန်ရာတွေနဲ့နောက်ဆက်သွယ်ချိုးဆက်တွေကိုဆက်လက်ခန်းစားနေကြရစေဖြစ်ပါတယ်လို့ဖော်ပြပါရှိပါတယ် UNICEF ကမိဖက်အဖွဲ့အစည်းတွေကူညီမှုနဲ့မိသားစုတွေပြန်လည်ထူထောင်နိုင်ဖို့တန်ရှင်နေတောက်တုံးရေးနဲ့တကူရေးတန်ရှင်ရေးမရှိမဖြစ်လိုအပ်တဲ့ချမိုင်းဆောင်ဆောင်မှုနဲ့အာဟာရဆိုင်ရာပံ့ပိုးမှုယာယီတင်ကြားရေးနေရာတွေနဲ့ကျောင်းသုံးပစ္စည်းတွေနဲ့ပညာသင်ကြားခွင့်စိတ်တန်ရခံစားနေရတဲ့ကလေးတွေအတွက်စိတ်ပိုင်းဆိုင်ရာနဲ့လူမှုရေးဆိုင်ရာပံ့ပိုးမှုတွေကိုပြုလုပ်နေပေမဲ့အရေးပေါ်လိုအပ်ချက်တွေကတော့ဆက်ရှိနေစေဖြစ်တယ်လို့သိရပါတယ် ကလင်တန်ခံခဲ့ရတဲ့မိသားစုများစွာဟာယာယီခလုံရနေရာတွေမှာနေထိုင်နေကြရဆဲဖြစ်ပြီးသူတို့ဘဝတွေကိုပြန်လည်တည်ဆောင်းနိုင်ဖို့ရုန်းကန်နေရတယ်လို့ဖော်ပြပါရှိပါတယ်။ကလေးရိုင်းဟာလေးပေကင်းလုံခြုံမှုချမရင်နဲ့ပညာဆက်လက်သင်ကြားခွင့်တို့ကိုရရှိဖို့ထိုက်တန်နေအတွက်အားလုံးအတူတကွမြန်မာနိုင်ငံမှာရှိတဲ့ကလေးငယ်တွေဘက်ကဆက်လက်ရည်တည်ပေးဖို့လိုရင်းလုပ်လိမ့်တိုက်တွန်းဖော်ပြချပါတယ်။မြန်မာနိုင်ငံမှာ2025ခုနှစ်မတ်လ28ရက်နေ့လေးပိုင်းမှာမြန်မာပြည်အလေးပိုင်းဒေသနဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာ အရာအလွန်ပြင်းတဲ့ငလင်ကြီးလောက်ခတ်ခဲ့တာဖြစ်ပါတယ်။ငလင်တန်းကိုမြန်မာနိုင်ငံကစကိုင်းမန္တလေးနေပြီးတော့ရှမ်းမကွေးပဲခူးတိုင်းဒေသတို့ကအဓိကခံစားခဲ့ရပြီးပြည်သူနှစ်တန်းလောက်ဟာအကူအညီတွေလိုအပ်ခဲ့ပြီးတော့လူထိခိုက်ဒိဆုံးမှုပျက်စီးဆုံးရှုံးမှုတွေအများပြားရှိခဲ့တာဖြစ်ပါတယ်။အနေရဲ့ကြီးစွာတည်ရှိနေတတ်တဲ့မြေမြုပ်မိုင်းတွေရဲ့တိမဖွဲရာတွင်ပြင်လက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ် မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံတန်အရွယ်အစားနဲ့အယောင်မျိုးစုံနဲ့ရှိနေတတ်ပါတယ်မြေမြုပ်မိုင်းတွေကိုတစ်တာဓမ္မမဟုတ်ပလတ်စတစ်ဓမ္မမဟုတ်တတုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေကပုံမှန်နေရာဓမ္မမဟုတ်ဝါယာကျိုးနဲ့ရှိနေတတ်ပါတယ်မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်မြေမြုပ်မိုင်းအပါအဝင် အသုံးပြုပြီးမပေါက်ခွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုံမိုင်းတွေဟာမြေကြီးပေါ်မှာတမကအမြင်အောက်မှာလည်းရှိနေတတ်ပါတယ်။မြေမျက်နှာပြင်ပေါ်တွေမှာပတ်ဝန်းကျင်အနေထားနဲ့တတားတဲ့ဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်။ရေပူရအားဖြင့်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲယဉ်ပါတယ်။မြေမြုပ်မိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြေမြုပ်မိုင်းတွေကိုထူထပ်တဲ့မျက်ပြင်တွေနဲ့ တစ်ပင်တွေကြား꿰ပြီးမြုပ်ထားထောင်ထားတတ်သလိုရေအောက်မှာမြုပ်ထားတတ်တဲ့အပြင်ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။အချို့မြေမျိုးမိုင်းတွေကိုမြေမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မင်းနေတဲ့အခါဒါမှမဟုတ်ရင်နဲ့တက်ချိန်မိတဲ့အခါပေါက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမျိုးမိုင်းအမျိုးအစားတွေကိုလူတက်မြေမျိုးမိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။လူတက်မြေမျိုးမိုင်းမှာမှရုပ်ချီပေါက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ ယုတ်ချီပေါက်ကွဲမိုင်းဆိုတာကဘာပေါ်မှာအတွေ့ရဆုံးမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစာထွက်လူတက်မိုင်းဆိုတာပေါက်ကွဲတဲ့အခါအစာနာဖြာထွက်ပြီးထိခိုက်သူတမကအနီးဝန်းကျင်ကအခြားသူတွေကိုပါထိခိုက်ပြီးဒိတ်ဆုံနိုင်ပါတယ်။ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါ။လူတက်မြေမြုပ်မိုင်းတွေထက်အရွယ်စားပိုကြီးပြီးပေါက်ကွဲအားကိုပိုမိုပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြေမျက်နှာပြင်ပေါ်မှာချထားပြီးတော့ ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီးဒီကျုံးမြင်ကိုထိမိတာဒါမှမဟုတ်ဖြတ်တောက်တာပြုလုပ်ခဲ့ရင်ပောက်ကွဲမှုကိုဖြစ်ပေါ်စေမှာပါပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြစ်ခတ်ခြင်းပြစ်လွတ်ခြင်းတို့ပြုလုပ်နိုင်ပြီးတစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်ရေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်ဒါမှမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်ဥပမာတနတ်နဲ့ပြစ်ခတ်တာအမြောက်နဲ့ပြစ်တာ တိုက်လေရင်ပေါ်တွေကနေပြစ်ချတာလက်နက်ကင်တပ်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်မြေမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေးရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတာမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်မြေမြုံမိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအသုံးပြုသွားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေးရှိပါတယ်တချို့တော့မြေမြုံမိုင်းတွေဟာခုံပြနိုင်ခဲ့ရင် ပောက်ကွဲနိုင်စွာမြင့်မာပြီးအဝေးကိုကျယ်ပြန့်စွာထိခိုက်မှုဖြစ်ပေါ်စေပါသည်။မြေပြင်နှင့်ထိချိန်မပောက်ကွဲသေးဘဲဆက်ရှိနေလဲအနည်းကြီးစွာကြန့်ရှိနေနိုင်ပါသည်။မြေမြုပ်မိုင်းနှင့်အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိစ္ဆာန်တွေကိုအသက်သေစေနိုင်ပါသည်။မြေမြုပ်မိုင်းတွေနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်နဲ့ကင်ပတိပခများရက်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကြန့်ရှိနေနိုင်တဲ့အပြင်တတန်းကုံဆုံးတာလည်းမရှိပါဘူး။ မြစ်နာသတင်းချန်နယ်ရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအားနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။